ောတပန်นี่ဖယ်နိုင်တဲ့တန်ရောစင်ကဘာလို့ဆိုရင်တက္ကာယဒိဋ္ဌိဆိုတဲ့တန်ရောစင်ကတစ်ခုသီလပတ္တပရမာသဆိုတဲ့တန်ရောစင်ကတစ်ခုဝိသိကိစ္စာဆိုတဲ့တန်ရောစင်ကတစ်ခုသောတပန်ဖြစ်ရင်တန်ရောစင်၃မျိုးဖယ်နိုင်တယ်တက္ကရာဒိဋ္ဌိဆိုတာကိုယ်ကာယနဲ့ပတ်သက်ပြီးငါငါဟာဆိုရဲဆွလန်းမှုမရှိတော့အမြင်မှားမှုမရှိတော့ဒိဋ္ဌိတန်ရောစင်ပေါ့နော် ဒိဋ္ဌိဝိသကိစ္စပဲတဲ့ဆိုတက္ကရာဒိဋ္ဌိဆိုတာကိုယ်ကာယနဲ့ကိုယ်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့လွဲမှားတဲ့အတွေးနဲ့နှောင်ဖွဲ့ထားတဲ့တန်ရောစဉ်ကိုတက္ကရာဒိဋ္ဌိတန်ရောစဉ်လို့ခေါ်တယ်အဲ့ဒါလည်းဖယ်လိုက်ပြီးသီလဝတ္တပရမတ္တမာရွေ့နဲ့အကျင့်မာရွေ့နဲ့အလေးအထတွေဟာနိဗ္ဗာန်ကိုရတယ်လို့လွဲမှားစွာတွေးတောတာဥပမာမဲ့ ခွေးလိုချင်းရင်ခွေးဘွားလွတ်တယ်နွားလိုချင်းနွားဘွားလွတ်တယ်ဆိုတော့မှားရဲနဲ့အလေးအထအချစ်နေကိုမှားရဲဆိုတာသုံးသက်ချင်းဆိုတဲ့သီလဝဒ္ဒပရမတ္တတန်ရုံးစဉ်ကိုလည်းသူဖယ်ရှားလိုက်နိုင်ပြီမှန်ကန်တဲ့အချင်းကိုတိသွားဝိသေကိစ္စတန်ရုံးစဏဖရာတရားတန်ကကိုချင်းတရားတွေပေါ်မှာကိုချင်းနဲ့အချင်းတရားတွေပေါ်မှာတန်တရားဖြစ်ပြီးတော့ရှေ့မတိုးနိုင်တဲ့ န္တာဖြစ်တဲ့ဝိသိကိစ္စတန်ရောစဉ်ကိုလည်းသူဖယ်ရှားလိုက်နိုင်ပြီတက္ကရာဒိဋ္ဌိသီလဝတ္တပရမတ္တဝိသိကိစ္စဆိုတဲ့တောတပံဖြစ်ဖို့အတွက်ဒီတန်ရောစဉ်သုံးမျိုးကိုဖယ်ရှားရတာဖြစ်တယ်အနာဂံဖြစ်ဖို့အတွက်ကြတော့ဒီတက္ကရာကံကတော့ထူးပြီးဖယ်ရှားတာမဟုတ်ဘူးယောပါစီအနာဂံဖြစ်ဖို့အတွက်ကြတော့ ကာမရာဂဖြာပါရဆိုတဲ့တရားစဉ်နှစ်ခုထပ်ဖဲရကာမရာဂဆိုတာမျက်စိနဲ့မြင်တဲ့အဆင်အာယုံနားနဲ့ကြားရတဲ့အသံအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လဲရတဲ့အရလာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့အာယုံအဲ့ဒီကာမဂုဏ်အာယုံဒီပေါ်မှာတွေ့တာတဲ့ရာဂဆိုတဲ့တရားစဉ်ကိုဖျက်ရှားလိုက်ကာမရာဂတရားစဉ်အဲ့ဒါတွေကိုကျင့်တတ်တဲ့ တွေ့တာနေတဲ့တန်ရောစင်ကိုဖယ်ရှားပြီးသားဖြစ်သွားတယ်။ဗျာပါဒတန်ရောစင်ဆိုတာအမုန်းတရားနော်ကိုမကြိုက်တာဆိုလို့ရှိရင်အာယုံကိုလည်းမုန်းတယ်လူကိုလည်းမုန်းတယ်ကိုမကြိုက်တဲ့အပေါ်မှာအမုန်းတရားတွေပွားတယ်။အဲ့ဒီအမုန်းတရားပွားခြင်းဆိုတဲ့တန်ရောစင်ကိုလည်းဖယ်ရှားလိုက်တယ်။သောတာပန်နှုန်းကသုံးခုဖယ်ရှားတယ်။အနာဂံဖြစ်တဲ့အခါကျတော့အဲ့ဒီသုံးခုအပြင်ဒီနှစ်ခုထပ်ဆိုတန်ရောစင် ငါးပါးပယ်ရှားပြီးသားဖြစ်သွားယဟန္တာဖြစ်ပြီးဆိုတဲ့အခါမှာရူပဘုံကို တွေ့တာတဲ့တာယောစင်အရူပဘုံကို တွေ့တာတဲ့တာယောစင်ရူပဘုံဆိုတာရူပပြမဘုံဆံရတဲ့အခါသူကအစ်မြင့်သွားတော့ရူပပြမဖြစ်ကို တွေ့တာတဲ့တာယောစင်အရူပပြမဘဝကို တွေ့တာတဲ့တာယောစင်မာနဆိုတဲ့ကိုယ့်ကိုထင်ရောက်တဲ့တာယောစင် ဥဒိစ္စလို့ခေါ်တဲ့စိတ်လေလွင့်မှု ဖြစ်တဲ့တန်ရောစင်နဲ့နောက်ဆုံးမှာအဝိဇ္ဇာဆိုတဲ့တန်ရောစင်အဲ့ဒီတန်ရောစင်၅ပါးကိုအရတမဲနဲ့ဖယ်ရှားလိုက်တော့အဲ့ဒါကို ပြောလို့ရတာ